ဒီနေ့အတွက်ကတော့ဘုံလုံးဒီချန်နီနေပြောပြမယ်နော်ဘုံလုံးဒီအစာသွမ်းပါဒါကဘုံလုံးဒီကို အပေါ်ရန်အခွန်လေးတွေခွာပေးပါမယ်ဒါနဲ့ပဲအခုလိုပုံစံဒီပဲချစ်ထုတ်ပြီးခွာပေးလို့ရပါရဲ့ပြီးရင်တော့ရေပြောင်းလို့ဆေးပေးပါမယ်ဆေးပြီးတော့ရင်ဘုံလုံးဒီလေးကို အနီတော်လေးပိုင်းဖြတ်ပေးပါမယ် ပိုင်းဖြတ်ပြီးသွားရင်တော့အနည်းအတွက်ကျက်သွန်နေကိုတုံးလုံးတုံးထားပါရဲ့ကျက်သွန်နေနေလေးကိုအရင်တိုင်းပဲနှုံးလုံးလေးတွေပြီးထားပါမယ်ပြီးရင်တော့ထောင်းပါဆိုတော့နှုံးလုံးလေးပြီးထားမယ်ပေါ့နော်ကျက်သွန်ဖြူကိုလည်းအခုလိုမျိုးအများကြီးတုံးထားပါရဲ့ပြီးရင်ငရုတ်သီးလေးကိုအရင်ဆုံးညှပ်အောင်လို့ထောင်းပေးပါမယ် ရေရုံတီးညံ့လာပြီဆိုမှစက်တုံဖြူလေးကိုထည့်ပေးပါမယ်စက်တုံဖြူကိုလည်းမညံ့တညံ့အနေထားလေးဖြစ်အောင်လို့ထောင်းပေးပါမယ်ထောင်းပြီးသွားရင်တော့စက်တုံနီနီပါထည့်ပြီးတော့ထောင်းပေးပါမယ် တတနီထောင်းပြီးတော့ရင်တော့မညက်တညက်အနေထားလေးဖြစ်သွားရင်သူ့အတွက်အနည်းရပြီပေါ့နော်ရပြီဆိုရင်ဇွန်လေးတဇွန်စာစီတက်ဖို့အတွက်တတ်တတ်ဖယ်ထားပါမယ်ပြီးရင်ကျန်တဲ့ဟာလေးကိုတော့ဘုံလုံးဒီတဲ့ကိုထည့်ဖို့အတွက်ထားထားပါမယ်အဲ့အနည်းနဲ့အတူတူကိုချိုင်းနှိမ့်တဲ့တဲ့အသားကိုထည့်လို့ရပါရဲ့အနည်းအတွက်အရသာကိုစားလေးထည့်ပါမယ်အခုကတော့ကြက်သားကိုနှုံနှုံနှုံဆင်ပြီးတော့အဲအရသာနဲ့နေထားနှက်ထားပြီးသားပေါ့နော် အချက်သားကိုအသုံးပြုထားပါရဲ့အဲ့ညံမှာဝတ်သားတုံးလို့လည်းရပါရဲ့အနည်းနဲ့ရောသွားပြီဆိုရင်တော့ဘုံလုံးဒီဟင်းလေးကိုစားချက်ပါတော့မယ်မချက်ခင်မှာဘုံလုံးဒီတဲ့ကိုအစာတုပ်ပါမယ်ဘုံလုံးဒီအတွင်းထဲကအိုးလေးတွေကိုအဲဖယ်ထုတ်မယ် ဖယ်ပြီးတော့ရင်ခုနကထောင်းထားတဲ့အနည်းငယ်အသားလေးတွေကိုအထဲကိုအစာတုပ်ပေးပါမယ်ပြီးရင်တော့ထုတ်ထားတဲ့ဥလေးတွေကိုထိတ်မှ ပြန်ပိတ်ပါမယ်ဒါကတော့အစာတုပ်ပြီးသားဖုံးလို့ဒီအစိမ့်နေပါပြီးရင်တော့ဒဲဥလေးတွေကို စီထည့်မယ်စီထည့်ပြီးတော့ရင်ခုနကဇွန်တဆုံးစာဖယ်ထားတဲ့အနည်းလေးတွေကိုငွေ့လိုက်ရည်စီတတ်ပါမယ်အယောင်အတွက်အမ် နံနွေးမောင်ကိုထည့်ပါမယ်ပြီးရင်တော့ဘုံလုံးဒီအစာတုတ်ထားလေးလေးတဲဦးလေးတဲကိုထည့်ပြီးတော့ဘုံလုံးဒီအတွက်အရာတာမှုရဲ့ပြီးရင်စားလေးရဲ့ပြီးရင်တော့ဗမာငံပြရည်လေးရဲ့တခါလေးရောထည့်ပြီးတော့လုံးချက်ချက်ပါမယ်နှံ့တော့အောင်လို့ဖွင့်ပေးပါမယ် ပြီးတော့ရင်တော့ရေထည့်ပြီးတော့ပေါင်လုံးဒီကိုနူအောင်လို့ချက်ပေးပါမယ်။ပေါင်လုံးဒီနူလာပြီးရေခံသွားပြီဆိုတော့ရေလေးနည်းနည်းထည့်ထည့်ပြီးတော့ရင်ပေါင်လုံးဒီအစာတော်ဟင်းလေးရပါပြီ။